မမာပြည်ကလူတွေကတော့ဘာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်။ယုံလွယ်လို့ရှိရင်ဘာလေးလုံနေနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲ။အဲ့ဒါဟာအာနိုင်မှုလို့ခေါ်တယ်။ဘာချုပ်ဆရာတော်ဖျားကြီးရဲ့အခုလိုမျိုးညမင်းငယ်မှာငလင်ကြီးလှုပ်ခတ်ရတာဟာမိုင်ပေါင်း၃တောင်ရှိတဲ့ငကားကြီးလှုပ်ခတ်လို့ဖြစ်တယ်ဆိုရဲမိုင်ပေါင်းဆရာတော်ဖျားကြီးရဲ့ မဟုတ်ပမာပြောဆိုချက်တွေကို ပြန်လည်ဆုံးမထားတဲ့အသံဖိုင်ကိုအခုလောက်ဆိုရင်ပြည်သူတွေပြည်သက်တွေကြားပြီးသားဖြစ်မှာပါမိုင်းဘုံဆရာတော်ဖျားကြီးဟာအခုမြန်မာနိုင်ငံမှာရှိတဲ့ယဟန်တွေကလည်းတတော်လေးကိုပြောဆိုနေကြပြီလေဖြစ်ပါတယ်သူရဲ့အပြုမူကလုံးဝလုံးဝမမှန်ဘူးဗလီထဲမှာသွားပြီးတော့အစ္စလမ်ဘာသာကိုသွားရောက်ရှိခိုးတယ်ဗျာကျွန်တော်လွတ်တာကလုံးဝမဖြစ်သင့်ဘူးယဟန်တယောက်ကဘုံကြီးတယောက်ကအခုလိုမျိုးလုံးဝကိုမလုပ်သင့်တာပါနော် အဲ့ဒီဘလီကလေသူ့ရဲ့အလွန်ဝင်နဲ့စောက်ထားပေးတဲ့ဘလီလို့သိရတယ်နော်အင်မတန်မှဝမ်းနည်းဖို့ကောင်းပါ रे ဝိုင်းမုံဆရာတော်ဖျားကြီးဟာကောင်းပါလေးရီလေးရှိတယ်ဆိုတဲ့သတင်းတွေကတော့ထွက်ပေါ်လာနေပါလိမ့်သူ့ဖွေးဟာလှူစားနေတာကြားပြီးတဲ့ဗျဝိုင်းမုံဆရာတော်ဖျားကြီးကတကယ်တကယ်မကူတွေမှာအငက်ပြန့်ခံပြီးကျင့်တာမဟုတ်ဘဲနဲ့နော်စားတော့ဂုံနေပြေးွားနေသူတို့အဖွဲကနော်အဲ့ထာကိုသူကကျင့်ကြံခဲ့တဲ့ဘာညာလှုပ်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာချပြရဲ နာမည်ကြီးအောင်လုပ်တယ်ပြီးတဲ့အခါကျတော့အလူငွေကောက်တယ်နော်အခုလေးမြောင်းနေကမှာအခုကလေးဘေးသင့်တဲ့ဒေသတွေစီကို အလူငွေလာပေးတာသာပြောတာသူပြန်ရတာကအများကြီးပဲသူကသိမ့်တရားလောက်သူတွေလုပ်ငန်းရှင်တွေအများကြီးသူ့ကိုနော်ဒါကုသိုလ်ရခြင်းလို့လို့သူ့ကိုသိမ့်ပေါင်းသတောင်းထူကြတယ်တထောင်ထူကြတယ်အများကြီးထူကြတယ်ဆိုတော့အကျိုးမြတ်ကတော့ပြန်ရနေရပြီဒီကြားထဲမှာဘုဒ္ဓဘာသာဘုံကြီးတယောက်ကအခုလိုမျိုးအစ္စလမ်ဘာသာကိုကိုတော်ရောက်ကူးခဲ့တာဖြစ်တဲ့အတွက်အင်မတန်မှလူပြောများနေပါတယ် ။ဘာကျိုးဆရာတို့ဖျားကြီးကိုရင်ကအခုလိုမျိုးမြမပြည်သူတွေဟာအယုံလွဲတာဖြစ်တဲ့အတွက်အခုလိုမျိုးယဟန်မစစ်မှန်တဲ့ဘုန်းကြီးမစစ်မှန်တဲ့တယောက်ကလင်းလေတာကိုခံနေရတာဖြစ်ကြောင်းပြည်သူတွေကိုဆုံးမထားတာဖြစ်ပါရဲ့။